ပြည်သက်တွေအားလုံးထင်နေတယ်လို့မျိုးဘိုက်ကြီးနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အမှန်တရားတွေကို သူမကိုယ်တိုင်ထုတ်ဖော်ပြောဆိုလာခဲ့တဲ့မင်းသမီးစိုးမြတ်နန်းနာ ဆိုပါကြမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာဆာမျက်နှာထပ်ပေါ်မှာလူပြောများရေပန်းစားနေတဲ့မင်းသမီးဆိုမျက်နှာနာအနေနဲ့သို့သူနဲ့ရရှိထားတဲ့ကိုဝင်ကိုလွယ်ထားရပြီဆိုတဲ့သတင်းကြောင်းအနေနဲ့ပတ်သက်ပြီးတော့မင်းသမီးဆိုမျက်နှာနာကိုတိုင်ကနေပြီးသူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာ Facebook ဆာမျက်နှာအကောင့်ထပ်ပေါ်မှာတရားဝင်ဆိုလိုအမှန်တရားတွေကိုထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပြီးတော့သူမအနေနဲ့ပြောဆိုမှုတွေထဲမှာအောက်တန်းစားပေတွေပေါ်လာတာလည်းမပြောနဲ့အဲ့ဒီပေတွေကပြောသမျှထိုင်ယုံကြခန်းစားနေ ေကြတဲ့လူတွေရှိနေတာကိုအတော်ကိုညံနေနေကြတာလားသူမအနေနဲ့အခုလိုမျိုးပဲရေးသားဖော်ပြလာခဲ့တာဖြစ်ပြီးတော့ Facebook စာမျက်နှာထပ်ပေါ်က page တစ်ခုအနေနဲ့မင်းသမီးဆိုမြတ်နန္ဒာမှာမင်းသားဆိုးသူနဲ့ ရရှိထားတဲ့ကိုဝင်လဲထားရပြီဆိုပြီးတော့ AI နဲ့ပြုပြင်ထားတဲ့ဓာတ်ပုံတစ်ခုကိုတင်ပြီးတော့အခုလိုမျိုးပဲရေးသားဖော်ပြလာခဲ့တဲ့အတွက်ကြောင့်မို့လို့မသိနားမလဲကြတဲ့ပရိသတ်တွေရဲ့ကြားမှာတော့ဒုလောဒုလောပြောစရာတွေရှိလာခဲ့တာဖြစ်ပြီးတော့ဒါပြင်မင်းသမီးဆိုမျက်နှာနာအပြင်အဆိုပါ page ကနေပြီးတော့မင်းသမီးဝင်းမုံရွှေဤနေနဲ့လဲကိုဝင်ရရှိနေပြီဖြစ်ကြောင်းအပြင် ။ online ဆယ်လီလှမှုထုံးအနေနဲ့လည်းကိုဝင်ရရှိနေပြီဆိုတဲ့သတင်းကြောင်းအများကိုအဆက်မပြတ်ဖော်ပြပေးနေတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးသတိထားနိုင်စရာသတင်းကြောင်းတစ်ခုအနေနဲ့အခုလိုမျိုးပဲဖော်ပြတင်ဆက်အမျှဝေပေးလာခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကြောင်းအကိုလည်းမင်းသမီးစိုးမျက်နန္နာကိုတိုင်ကနေပြီးတော့သူမရဲ့ page မှာပါဖြည့်ရှင်းရတဲ့အထီကိုဖြစ်လို့လာခဲ့တာလည်းဖြစ်ပါတယ်။သူမအနေနဲ့အခုလိုမျိုးသတင်းတွေကိုမြုံချဖို့အတွက်ကိုလည်းပြောဆိုသွားခဲ့တာဖြစ်ပြီးတော့သူမအနေနဲ့နိုင်ငံရဲ့ချားမှာ တွားရောက်နေထိုင်နေရသူဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ဝိတ်အနည်းငယ်တက်လာတာဖြစ်ကြောင်းကိုလည်းပြောပြထားကြရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ အများပြည်သူပြည်သက်များအနေနဲ့အခုလိုမျိုး AI နဲ့ပြုပြင်ထားတဲ့ပုံတွေကိုလူစိတ်တကူမယုံကြည်ကြဖို့အတွက်ကိုလည်းမင်းသမီးဆိုမျက်နန္ဒာအနေနဲ့သူမကိုယ်တိုင်ကအဖြေရှင်းလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးရေပန်းစားနေတဲ့သတင်းကြောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စူပါကျော်မီဒီယာပြည်သက်ကြီးတို့လည်းမတိလိုက်ရမရှိရလေအောင်ဖော်ပြမျှဝေတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့ရဲ့အတွေ့အမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးကောမန့်လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်များနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပြည်သက်ကြီးတို့ရဲ့ကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းတိုင်းကိုလည်းကျေးဇူးအထူး တင်ရှိပါရခင်ဗျာ